ားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုကတော့ဒါကျွန်တော်အေတင်မြို့ကိုရောက်တုန်းမှာဆိုခရီတီရဲ့အချုပ်ထောင်ရှိတဲ့နင့်ဟေးပေါ့နော်ဗမာလူခေါ်ရင်တော့ဒီနတ်သမီးတောင်မှာရှိတဲ့သူ့ကိုချုပ်ထားခဲ့တဲ့နေရာကိုတွားကြည့်မှာဖြစ်ပါတယ်အခုမြင်နေရတဲ့အဲနေရာကျွန်တော်တို့ဒါလင့်ဟေးကိုတွားနေပါပြီပေါ့နော်ခုနကတော့ကျွန်တော်တို့တဲတဲ့နေရာပါ ဒါကနေဟီကိုသွားတဲ့နေရာမှာပါဒီမှာဆို Acropolis လို့ခေါ်တဲ့ဒါအေဒင်မြို့ကနာမည်ကြီးတဲ့နေရာကိုလည်းလှမ်းပြီးမြင်လို့ရပါတယ်ဗောနော်အခုကျွန်တော်တို့ဒါနေဟီတောင်ပေါ်ရောက်ပါပြီအမှတန်လွင်မင်းကြီးကိုဒါတွေ့နိုင်ပါတယ်ဗောနော်အဲ့ဒါကျွန်တော်အခုရိုက်ပြန်နေတာတန်လွင်မင်းကြီးပါတန်လွင်မင်းကြီးအရင်ကြီးမချီးပါဘူးဗောနော်တန်လွင်မင်းကြီးကသူက အဲဒီနေမေးတစ်ခုလုံးပေါ်မှာဆိုရင်တန်လွင်မင်းနေအများကြီးရှိပါတယ်ဒါတွားနေတာပေါ့နော်အဲ့ဒီနေရာကိုဒီတောင်ပေါ်မှာအတိတ်ကကြည့်လို့ရတဲ့တခြားနေရာတွေအများကြီးရှိပါတယ်အဲဒါကတော့ဆိုကရီတီကို ချုပ်ထားတယ်ဆိုတဲ့ဒါနေရာမှာပါပေါ့နော် through prison or ဆိုကရီတီလို့ခေါ်ပါတယ်ဒီနေရာကနေလန့်ကြည့်ရင် acropolis ကိုမြင်နိုင်ပါတယ် acropolis ဆိုတာကရှေးတုန်းကအဲ့ဒီနေရာကနေမှဒီဂရိမှာရှိတဲ့ဒီအေသင်မြို့ပြနိုင်ငံပေါ့နော်အဲ့တော့ကအဲ ကရီမှာမြို့ပြနိုင်ငံအနေနဲ့ရှိခဲ့တာပေါ့အဲ့ဒီကိုစီမံအုပ်ချုပ်တဲ့နေရာပါဒါတော့ဒါကျွန်တော်တို့တည်တဲ့တွေးခေါ်ပညာရှင်ကြီးဆိုခရီတီကိုဒီနေရာမှာချုပ်ထားခဲ့တာပေါ့နော်အဲကျွန်တော်သူ့နဲ့ပတ်သက်တဲ့ဆိုင်းဘုတ်ကိုလည်းပြပါမယ်ဒါသူ့ကိုချုပ်ထားခဲ့တဲ့နေရာလို့အဲခြေထားခဲ့တဲ့ဒါလမ်းညွန်ဆိုင်းဘုတ်ပေါ့နော်ဒီမှာတခြားတူရီတွေလည်းရှိပါတယ်ဒါအမှကြည့်ကြည့်ပါဒါ present also creative ပေါ့နော်အဲ့ဒါပါ ပြီးတဲ့ခါကျကျွန်တော်တို့ဒါပြန်ထွက်လာပါပြီဒါဘဲကိုသွားမလဲဆိုရင်ဆုနတ်မင်းကြီးရဲ့ဖခင်ချောင်းကိုသွားမှာပါဒါအခုမြင်တာကတော့ဒါ Acropolis Museum လို့ခေါ်နေဒါကဘာကျော် Acropolis ပြတိုက်ပါဗောနော်ကျွန်တော်တို့ဒီပြတိုက်ကိုတော့ဒီတစ်ခေါက်မှာဝင်မကြည့်ခဲ့ပါဘူးနောက်တစ်ခေါက်သွားမှာပဲဝင်ကြည့်မယ်လို့ဒါစိတ်ကူးထားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်